အရှင်သာရိပုတ္တရာဣဘဝနှင့်ဓမ္မအပိုင်း၁၂တရားတော်အရှင်သာရိပုတ္တရာဣဘဝနှင့်ဓမ္မအပိုင်း၁၂မှာဦးဇင်းတို့ဗာပြောပြကြတယ်လေမေးအခါတပါမြတ်စွာဘုရားနဲ့သံဃာတော်900တို့ဒေသစာရိကြွဒေသစာရိကြွလိုက်တဲ့အခါမှာမန္လာတိုင်းပါဝါပြီပါဝါမြို့ကိုရောက် ပါဝါပြီပါဝါမြို့ကိုရောက်တဲ့အခါအဲ့ဒီမြို့ကစုံဒလို့ခေါ်တဲ့ရွှေပရင်စဲစီစဉ်ပေးတဲ့နေရာမှာရွှေပရင်စဲရဲ့သာစုံဒစီစဉ်ပေးတဲ့နေရာမှာမြတ်စွာဘုရားနဲ့တန်ခါ900တင်း300စုံဒပရင်စဲကြီးကကတ်တဲ့ဆုံးကိုစားပြီးတော့တခုသောနေ့လယ်မှာ တန်ဃာတော်ရှင်သူမြတ်များကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့နှုတ်ကပတ်ကဘယ်ကဲ့သို့သောတရားများထွက်ပေါ်လာပါလဲလို့အာယုံပြုပြီးတော့ကြီးနေကြတဲ့အချိန်မြတ်စွာဘုရားကလည်းရှင်သာသာရိပုတ္တရာငါဘုရားပင်ပန်းတော်မူရကွယ်လို့ဒီလိုလေးပြောတော့ဘုရားတို့နှစ်ထပ်သင်္ကန်းကြီး၄ကောက်ခောက်ပြီးတော့ပြီး မြတ်စွာဘုရားကမလဲခင်တန်ဃာတော်ရှင်သူမြတ်တွေကြည်လိုက်တော့တန်ဃာတော်ရှင်သူမြတ်တွေအားလုံးကလည်းပဲကြည်လင်တဲ့မျက်လုံးတော်တွေနဲ့မြတ်စွာဘုရားကိုကြည်ပြီးတော့နေကြအဲ့ဒါနဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကသာရိပုတ္တခြေသားသာရိပုတ္တရာဘေကုသံဃောယဟန်သံဃာတိဝိကတာဌိနမိတ်တော်ငိုက်ကြီးခြင်းကင်းပြီးတော့နေကြတယ် သာရိပုတ္တဝိကတာဌိနာမိတော်ဘိက္ခုသံဃောတဲ့။တန်ဃာတော်ရှင်သူမြတ်တွေဟာကြီးလင်းတဲ့မျက်နှာထားငိုက်မိချင်းကင်းနေတဲ့မျက်နှာထားတွေရှိနေကြတဲ့ဘွဲ့တဲ့ဒီလိုပြော။သာရိပုတ္တจิตာသာရိပုတ္တရာပတိပါတုတံဘိက္ခုနံဓမ္မိကထာအဲ့ဒီတန်ဃာတော်ရှင်သူမြတ်တွေကိုတရားနဲ့ဆက်ပြီးတော့ တရားတရားစကားတွေပြောသမှာတရားခေါ်သမှာလို့မြတ်စွာဘုရားကဒီလိုပြောမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကအဲ့လိုပြောတဲ့အချိန်မှာအရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးကိုမြတ်စွာဘုရားကတရားဟောခိုင်းတဲ့အချိန်မှာဒေနာကောမနသမယေနာနိကန္တောနာတပုတ္တောပါဝါယံအဓုနာကာလင်ကတောဟောတိ ဒေနာကောပါဏသမေနာနိကန္တောနာတဗုဒ္ဓပါဝါယဒုနာကလင်ကတောဟောတိဒေနာကောပါဏသမေနာအဲ့ဒီခါကာလသမယနနိကန္တောနာတဗုဒ္ဓနိကန္တနာတဗုဒ္ဓသည်ပါဝါယံပါဝါမြို့၌အဒုနာကလင်ကတောဟောတိသေပြီးတာမကြသေးဘူး ရှင်သာရိပုတ္တရာနဲ့တန်ခါ900မြတ်စွာဘုရားနဲ့တကဝရှင်သာရိပုတ္တရာနဲ့တန်ခါ900တို့အဲ့ဒီပါဝါပြီးရောက်တဲ့အချိန်မှာနိဂန္ဓနာတပုတ္တာကွယ်လွန်သွားတာမကြသေးဘူးတဲ့အဖြစ်အပျက်ကဒီလိုမျိုးဒါသကာလိကိရိယာဒါသကာလိကိရိယာယဘိန္နာနိဂန္ဓဒွေဋိကဇာတာကလဟဇာတာ ဒွေဓိကဇာတာပန္နနာဇာတာကလဟဇာတာဝိဝါရပန္နာအညာမညာမုခတတ္တိဝိတုဒန္တဝိဟရန္တိဒါသာကာလိကိရိယာယအဲ့ဒီနိကန္တနာတပုဒ္ဒါကြီးကွဲသွားပြီးတဲ့နောက်မှာဗေနာနိကန္တနိကန္တတွေကွဲပြားပြီးတော့နေကြတယ်ဒွေဓိကဇာတာတဲ့နှစ်ဖို့နှစ်ဖို့ အုပ်စုနှစ်စုပွဲသွားဗာဏနာဇာတာကလဟဇာတာဝိဝါဒပန္နာညင်းကြတဲ့ခုံကြတဲ့ခိုက်ရနေတော်ဖြစ်ကြအင်ညာမင်ညာမုခသတ္တိဟိဝိတုဒန္တာတဲ့တယောက်နဲ့တယောက်နှုတ်လန်ထိုးမုခသတ္တဆိုနှုတ်လန်အာစကားနဲ့တော့ပြောတာပဲအဲ့စကားပြောတာကနှံနဲ့ထိုးခံရတဲ့လူကိုနာကျင်လို့ မုခတတ္တိဟိနှုတ်လန်တို့ဖြင့်တဲ့ဝိပုဒ္ဒန္တာထိုးစွာကြကုန်လေဝိရန္တိနေကြလေကုန်ဤဆဲကြဆိုကြတဲ့ပေါ့ဒွန်ဤမဓမ္မဒွန်ဤမဓမ္မဝိနေယနာသာနာတိအဟံဤမဓမ္မဝိနေယံဇာနာမိဒွန်ဤမဓမ္မဝိနေယနာအာဇာနာတိ မင်းဒီဓမ္မဝိနည်းကိုမသိဘူးအဟံအိမန်ဓမ္မဝိနည်းဇာနာတိငါဓမ္မဝိနည်းငါသိတယ်ကွာဒီလိုမျိုးဖြစ်ကြတာပြောနောမိစ္ဆာပရိပန္နောအတိမင်းကျင်နေတာကအမှားကြီးအဟံဓမ္မပရိပန္နောအတိငါကျင်တာကမှမှန်နေမင်းကျင်တာမှားတယ်ငါကျင်တာမှန်နေမင်းကဝိနည်းနဲ့မညီဘူးငါကဝိနည်းနဲ့ညီတယ်ပေါ့ဒီလိုတွေညင်းကြခုံကြ အယံအဟုသောအမဂံဘဂဝတ်တော်ဓမ္မသွက်ခတော်တဲ့အရှင်သာရိပုတ္တရာကအေးငါရှင်တို့ငါတို့ရဲ့မြတ်စွာဘုရားကလေတဲ့ဓမ္မကိုသွက်ခါတဓမ္မသွက်ခါတော်တရားကိုကောင်းကောင်းဟောထားတာအမဂံဘဂဝတ်တော်ဓမ္မသွက်ခါတော်ငါတို့ရဲ့ဘုရားကတရားကိုကောင်းကောင်းဟောထားတယ်တဲ့

အဲ့ဒီလိုမြတ်စွာဘုရားဟောတဲ့တရားတွေကိုဟောရင်ဟောတဲ့အတိုင်းစုဆောင်းပြီးတော့ကြာကြာနာနာထားမယ်ဆိုရင်အတ္တနိယံအတ္တအရှိခန့်လိမ့်မယ်စိရတ္ထိတိကံအတ္တရှားရှည်တည်လိမ့်မယ်တဲ့ဒါရင်လာလို့မေးတော့ဘဟုဇဏဟိတယဘဟုဇဏဒုက္ခယလောကန္တကမာယအတ္တယဟိတယဒုက္ခယဒေဝမနုဿာနံလောကကြီးလက်ချမ်းသာလိမ့်မယ် လူတွေအနတ်တွေလည်းအကျိုးစီးပွားများလိမ့်မယ်ဆိုပြီးတော့အရှင်သာရိပုတ္တရာကြီးကအဲ့ဒီမှာတပါးစု၂ပါးစု၃ပါးစု၄ပါးစု၅ပါးစုဟာအင်္ဂုတ္တမလာတဲ့အတိုင်းလေးပေါ့အင်္ဂါရက်တွေအင်္ဂါရက်တွေနဲ့မြတ်စွာဘုရားဟောမှာတော့ဟာခြေသားတို့တပါးရည်ကြီးတယ်အဲ့ဒါပါလို့စိတ်တပါးရည်ကြီးတယ်အဲ့ဒါပါလို့ရုပ် အနှစ်ပါးယဉ်ကြည့်တယ်အဲ့ဒါဘာလို့ယုတ်နဲ့နဲ့နှစ်ပါးယဉ်ကြည့်တယ်အဲ့ဒါဘာလို့ဝိဇ္ဇာနဲ့သင်္ခါရစသည်ဖြင့်နှစ်ပါးစုနှစ်ပါးစုသုံးပါးစုသုံးပါးစုခေါ်ခဲ့တဲ့တရားတွေကိုကုံတို့စုပြီးတော့အဲ့ဒီမှာသံဃာတွေနဲ့အရှင်သာရိပုတ္တရာကြီးကဥဆောင်ပြီးတော့ဗျံလူရွတ်ကြတာဗျာအဲ့ဒါကိုသင်္ကီတိသုံးဆိုပြီးတော့မှတ်တမ်းတင်ပါတယ်အဲကြောင့်တရားချစ်ခင်သတော်စင်တို့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးရဲ့ဘဝနဲ့ဓမ္မမှာ မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကအရှင်သာရိပုတ္တရာကြီးကိုယုံယုံကြည်ကြည်နဲ့တရားဟောခိုင်းတော့ရှင်သာရိပုတ္တရာကြီးကအဲ့ဒီမှာတန်ခဘိသက်ရှိမှရေးရေးဝုံးဝုံးပြောပြသွားတာကဘာလဲလို့မေးလိုက်တော့နိဂန္ဓနာတပုတ္တရဲ့တပည့်တွေတို့ရဲ့ဆရာနွန်နာမကြသေးဘူးနှစ်ချမ်းကွဲတယ် ဒါကဝိနည်းဟိုဟာကအဝိနည်းဒီလိုညင်းညခုံကြတယ်ဒါကဓမ္မဟိုဟာကအရဟံမဒီလိုညင်းညခုံကြငါတို့မြတ်စွာဘုရားကတွက်ခါတော့ဓမ္မကောင်းကောင်းကိုဟောထားတာကောင်းကောင်းဟောထားတဲ့တရားတွေကိုငါတို့ကကောင်းကောင်းစူးစီးသိနေဆိုပြီးတော့အဲ့ဒီမှာစူဆောင်ပြီးတော့မှတန်ဃာတော်ရှင်သူမြတ်တွေကိုနီလံပေးပြီးတော့မှမြတ်စွာဘုရားရဲ့သာသနာတော်ကြီးအစီခန့်တည်တံ့ဖို့အတွက် ဓမ္မအာနာဂါရိကပီပီကြီးလှုပ်ဆောင်ပြသွားပါတယ်ဗျာအဲဒါကြောင့်တရားချိန်ကိစ္စတော်စဉ်ပေါင်းတော့ရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မမှာဤကဲ့သို့မြင့်မြတ်တဲ့စိတ်ဓာတ်ကြီးတဲ့ရှင်သာရိပုတ္တရာမထေရသူမြတ်ကြီးရဲ့ဘဝကိုကြားနာရတဲ့အတွက်ဒါကြောင့်သူတို့ကောင်းတို့သူတွေလည်းပဲမြင့်မြတ်တဲ့ဘုံမြင့်မြတ်တဲ့ဘဝမြင့်မြတ်တဲ့ဌာနတွေမှာပိုင်ဆိုင်ကြကုန်ပြီလေအမြတ်ဆုံးဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကို ရရှိရောက်ရှိနိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေလို့ဆုတောင်းပေးရင်လည်းဒေသနာနှိကုံကမ္ဘာပေါင်းကြပါစို့ဤမန္တမဒေသနာဤတရားဒေသနာတော်ကိုသုတ္တဝါနာကြားနာရပြီးတော့မှဒုံမေတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောသင်္သရောကောင်းပေါင်းတို့မှဒုံမေကံလမ်းမနိမခยีမကိုဝိဝုစေတဝါရှောင်ရှားနိုင်ကြကုန်သည်ဖြစ်၍ ဒုမကလမ္မဏီမခยีမံကိုဥဆုံးဖြောင်းပြောင်းမမယံတုကောင်းစွာမသွေလိုက်သွားနိုင်ကြပါစေကုန်တည်း